ဒီနေ့မှာပြောပြပေးခြင်းတဲ့စကားပုံလေးကတော့ငုံမိသေးတိုင်တက်နိုင်ဖြားရောက်ဆိုတဲ့စကားပုံလေးပဲဖြစ်ပါတယ်။ဒီစကားပုံလေးကတော့ဘယ်အလုပ်ကိုမဆိုလှုပ်ဆောင်တဲ့အခါမှာအောင်မြင်ပြီးဆုံးတဲ့အထိရအောင်လှုပ်ဆောင်ဖို့အတိပေးတဲ့စကားပုံတစ်ခုဖြစ်ပါတယ်။ရင်ငုပ်တဲ့အခါမှာဆိုရင်ရေအောက်ချမ်းမြင်ကသဲမြင်ထိတိုင်အောင်ငုပ်တင်တယ်လို့တစ်ပင်တို့တောင်တန်းတို့ကိုတက်ရောက်တဲ့အခါမှာလည်းထိပ်ဖြားထိရအောင်တက်တင်နေဆိုပြီးစူးစားအထုတ်မှုကိုအားပေးထားတဲ့စကားပုံလေးပဲဖြစ်ပါတယ်။အလုပ်ကိုအလေးမထားပဲပြင်းရည်နေသူတွေခြေသားကိုအချောင်လိုက်နေတဲ့သူတွေ မိမိလောက်ကင်တဲ့အရာကိုပြီးဆုံးအောင်မလုပ်ဘဲတဝက်တစ်ပြက်နဲ့ရက်လိုက်သူတွေကိုသတိပေးတဲ့အနေနဲ့ပြောဆိုထားတဲ့စကားပုံလေးလည်းဖြစ်ပါတယ်။ဥမာအနေနဲ့ပြောရမယ်ဆိုရင်ចောင်းသားဘွားမှာပညာသင်ယူနေကြတဲ့ចောင်းသားចောင်းသူတွေကလည်းကိုမျော်မှန်းထားတဲ့အနေထားတစ်ခုစီကိုရောက်ရှိအောင်ကြိုးစားဖို့လိုအပ်တယ်လို့အလုပ်ခွင်မှာဆိုရင်လည်းကိုတာဝန်ယူထားတဲ့အလုပ်ကိစ္စတွေကိုပြီးမြောက်အောင်တာဝန်ယူဆောင်ရွက်တင်ပါတယ်။ဘယ်ကိစ္စမှမဆိုလူတော်တော်များများကအစကတော့တည်တည်ချာချာလုပ်မယ်ဆိုပြီးရည်ရွယ်ထားကြပေမဲ့နောက်ပိုင်းမှာတော့အပြားရှူသွားတတ်ကြပါတယ်။ တခုဆိုတခုကိုအာယုံစိုက်ပြီးအစအလေအဆုံးတည်တည်ချာချာပိုင်ပိုင်နိုင်နိုင်နဲ့ဒီဇိုင်းမမက်လုတ်ကင်မယ်ဆိုရင် ကိုယ်ရီမတ်ချက်ပန်းနိုင်ကိုမလွဲမသွေရောက်ရှိနိုင်မှာပဲဖြစ်ပါတယ် ဂျင်သွားမှရတော့မယ်ဂျင်သွားမှရတော့မယ်ဟဲ့ဒီနေ့မိုးရွာမလားမသိဘူးဟဲ့အာမရွာပါဘူးဒီလောက်ပူနေတာမပြောဦးတာတွေပြောနေလို့ရွဲပြောနေတာဟာမစုံတော့ရွဲမယ်ဆိုတာကြီးပဲရွဲရင်ရွဲရင်နဲ့လေလဲဖြတ်သွားပါဦးမဖြစ်လေနေပါအောင်ဂျင်ကိုနေဘာသွားလောက်မှာလဲဟောဂျင်သွားပါတယ်ဆိုမှဘာသွားလောက်ရမှာလဲခန္ဓာကိုယ်လှပအောင်သွားကစားမှာပေါ့အင်းသိပါဦးငါဓာတ်ပုံသွားရိုက်ကြတယ်ထင်နေရဂျင်သွားပြီးဓာတ်ပုံရိုက်တဲ့အဖွဲရမဟုတ်ဘူးနော် အမှန်ကန်ကစားပြီးတော့စစ်ပတ်တွေထွက်လာအောင်လုပ်တော့မှာမယုံရင်စောင့်ကြည့်နေလိုက်မှန်လေနေအဲ့လောက်တောင်ဇွဲရှိနေရင်တော့လားဟမ်ရုံးကရေတံဘူးမရင်တော့နောက်နေ့ခါနာတဲ့ဖင်နာတလေးနဲ့အော်နေရလေငါတော့မထင်ခြိုက်ပြီခြိုက်ပြီကိုအဲ့လိုအထင်သေးတဲ့သူတွေရှိနေတာကို့အတွက်တွန်းအားတစ်ခုပဲဒီမှာမှတ်ထားလိုက်မယ်ဆိုငုံမိသေးတိုင်းတက်နိုင်ဖြားရောက်တဲ့ဒီနေ့ကျရင်စစ်ပတ်တွေနဲ့ကျွန်တော်ပြန်လာခဲ့မယ်မှန်လေကြည်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 ကဲသွားမယ် ရောမမစင်းသေးရဘယ်သွားမှာတော့အောက်မှာကြက်ကြော်မာထားတာလာဖို့နေလို့အသွားယူမလို့မလေးရဲ့ထွက်လာပါလိမ့်မယ်နင်းစစ်ဘက်နော်အစားတော့မလျှော့ပဲနဲ့ဟိုဂျင်ဆော့ခင်အသားတက်အရင်ဖြည့်နေတာဘာမှလည်းနားမလဲပဲနဲ့အေးပါနင်းမဲတိနင်းမဲတက်ငုံမိတဲတိုင်းတက်နိုင်ဖျားရောက်ဆိုတဲ့စကားပေါ်ကလေနင်းနေကြမှတက်နိုင်ဖျားရှုဖြစ်မှာမြင်အောင်နေပြီဟဲ့ငုံမိတဲတိုင်းတက်နိုင်ဖျားရောက်စကားပေါ်အတုံးနဲ့ပတ်သက်တဲ့ဇလန်းလေးကိုနားဆင်ပြီးပြီဆိုတော့ ဒီစကားပုံလေးနဲ့ပတ်သက်တဲ့ပုံမြင်လေးကိုလည်းပြောပြချင်ပါသေးတယ်။ပုံမြင်လေးကတော့တရုတ်စကားပုံပုံမြင်လေးပဲဖြစ်ပါတယ်။တရုတ်စကားပုံလေးမှာလည်းထဲချူမော်ကျန်းတန်ချပွေးတော်မှာအဖြစ်ရာဆိုပြီးစကားပုံလေးရှိလို့နေပါတယ်။စကားပုံနဲ့ဆက်ဆက်တဲ့ပုံမြင်လေးကတော့ဒီလိုပါ။လီပိုင်ဟာထန်ခိကကဗျာစာစုကြီးတူဦးဖြစ်ပါတယ်။သူငယ်စဉ်ကအဆော့မှတ်တာကြောင့်စာညံ့တယ်လို့ဆိုပါတယ်။ နေ့မှာတော့လီပိုင်ဟာစာဖတ်ရှည်တပုတ်ကိုနှုတ်တက်ရအောင်ကြက်နေရင်မရနိုင်ဘူးဖြစ်နေတာကြောင့်စိတ်ချင်ပေါက်လာတာနဲ့အပြင်ထွက်ကစားပါတော့တယ်။ရွာပြင်ကတော်လန်လီအတိုင်ပြီးလွားဆော့ကစားလာခဲ့ရမှာချောင်းကလေးနာကိုရောက်လာခဲ့ပါတယ်။ချောင်းဆက်မှာရှိတဲ့ကြောက်တုံးတုံးပေါ်မှာတော့အဖွားအိုတယောက်တန်ကြပွေသွေးနေတာကိုတွေ့လိုက်ရပါတယ်။လီပိုင်ကတီးကျင်သွားတာနဲ့အဖွားဘာတွေသွေးနေတာလဲလို့မေးလိုက်ပါတယ်။အဲဒီခါမှာအဖွားအိုကတန်ကြပွေကိုအဖြစ်အောင်သွေးနေတာလို့ပြန်ဖြေလိုက်ပါတယ်။ ီခါမှလီပိုင်ကဒီလောက်တုတ်တဲ့တန်ချပွေကြီးကဘလို့လို့အပ်ဖြစ်လာနိုင်မလဲလို့တန်အံတော်ပြောလိုက်ပါတယ်။ဒီခါမှအဖွားကရီရီမောမောနဲ့ရေဆက်တောင်ကြောက်ခဲကိုထိုးပေါက်နိုင်တာပဲ။အဖွားနေတိုင်းသာတွေးရင် တန်ချပွေကြီးလည်းတဖြည်းဖြည်းသေးလာပြီးနောက်ဆုံးအပ်ဖြစ်လာမှာပေါ့ငါမြည်ရဲလို့ပြန်ပြောလိုက်ပါတယ်။အဲဒီခါမှတော့အဖွားဦးရဲ့စကားလေးနက်မှုကိုသိရှိသွားတဲ့လီပိုင်ဟာခြာကနေလှည့်ထွက်သွားပြီးအိမ်ကိုခြေကုန်တုပ်ပြေးသွားပါတော့တယ်။ အိမ်ကိုရောက်တာနဲ့စောစောကပြစ်ထားခဲ့တဲ့စာအုပ်ကိုကောက်ကင်လိုက်ပါတယ်။အဲဒီနောက်စာပိုက်ရှည်ကိုအလီလီခွဲပြီးမဏိမနာရွတ်ဖက်ကြက်မှတ်လိုက်တဲ့အခါမကြခင်မှာပဲစာတစ်ပိုက်လုံးကိုအာကုန်ဆောင်နိုင်ခဲ့ပါတော့တယ်။အဲဒီနောက်ပိုင်းကစလို့လီပိုင်းဟာလုံးလာဆိုင်ပြီးဂျကုတ်ဂျခဲကျိုးစားလာခဲ့တာကြောင့်စာစုအကျော်မော်ကြီးတူဖြစ်လာခဲ့ပါတော့တယ်။ဟုတ်ကဲ့ပါ ငုံမိသေးတိုင်းတက်နိုင်ဖြားရောက်ဆိုတဲ့သကပုံလေးနဲ့ပတ်သက်လို့သကပုံရဲ့ဆိုလိုရင်းအထိပ္ပယ်သုံးရမယ့်နေရာနဲ့လူနဲ့ဆက်ဆက်တဲ့ပုံမြင်လေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်စီစဉ်ဒီမှာလဲစိတ်ဝင်စားဖွယ်သကပုံတွေအကြောင်းကိုအခုလိုပဲတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်နားဆင်နိုင်ကြပါလိမ့်မယ်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းအကြောင်းအရာတွေမှတ်သားစရာကောင်းတဲ့ဘူတုဒ္ဓဖြစ်ပေါ်ရာတွေကိုတော့ဇလန်းရဲ့ podcast channel YouTube channel နဲ့ Facebook page တို့မှာနားဆင်လေ့လာနိုင်ပါတယ်။ဗီဒီယိုအစ်စ်တင်တိုင်းသိရအောင်ဇလန်းရဲ့ Facebook page ကို like and follow လုပ်ပြီး share ပေးသွားကြပါအောင်ခင်ဗျာ။ဇလန်းကိုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်။ဇလန်းမှတင်ဆက်တဲ့